တာယာချမ်းမြေ့ပျော်ရွှင်စွာ နေထိုင်နိုင်မဲ့နေထိုင်နေ23နေရှိပါတယ်။နံပါတ်1ကတဲ့မိမိကိုယ်ကိုမိမိကယူဆိုင်ပါတဲ့။နံပါတ်2ကမိမိကိုယ်ကိုမိမိထိန်းသိမ်းပါအမားတွေမလုံမိအောင်ကိုယ့်ရဲ့စိတ်ကိုယ်ကိုပြန်ပြီးတော့ထိန်းသိမ်းရမှာဖြစ်ပါတယ်။နံပါတ်3ကအကျင့်စာရိတ္တမပြတ်ပြားပါစေနဲ့ဒါအရေးကြီးပါတယ်။နံပါတ်4ကတော့စိတ်တက်ပါ ကလေးများကိုလည်းပဲကူညီဖို့မမေ့ပါနဲ့။ နံပါတ်5ကယူသားပါယူသားတဲ့ဂုံစားမကုံဆိုတဲ့အတိုင်းပဲယူယူသားသားနေပါနံပါတ်6ကနမူနာကောင်းများချမှတ်ပါ ကိုလုတ်လိုက်တဲ့အလုံမှန်သမျှသည်နောက်နောက်လူတွေအတွက်နမူနာကောင်းစံပြကောင်းဖြစ်နေရပါမယ်နံပါတ်9ကအမှန်တရားဖြစ်နေတိုင်းနဲ့အောင်ရှာပွေပါငါလုတ်လိုက်တဲ့အလုံဟာ မှန်ကန်မှုရှိရဲ့လားဆိုတာ ကိုယ့်အကိုပြန်ပြီးတော့မှ သုံးသပ်ဆင်ခြင်ပြီးတော့မှ မမှန်ကန်ကန်အလုပ်ကိုလုပ်ပါနံပါတ်9ကသူ့တက်မတက်ပါနဲ့တဲ့9ကတရားမဝင် အလုပ်များကိုမိသည့်အခါမြမလုပ်ပါနဲ့နံပါတ်10ကဥပဒေဘောင်တွင်းမှာနေထိုင်ပါအများအကျိုးကို ဆောင်ရွက်ရမှာဖြစ်ပါတယ်နံပါတ်17ကစိတ်တဘောဓာကောင်းသူများကိုဒုက္ခမပေးပါနဲ့နံပါတ်7ကမိမိပဝန်းကျင်ကိုကာကွယ်ဆောင်ရှောက်ပါတိုးတက်အောင် စွမ်းဆောင်ရမှာဖြစ်ပါတယ် နံပါတ်73ကမခိုးယူပါနဲ့နံပါတ်74ကယုံကြည်ခံထိုက်တဲ့သူဖြစ်ပါစေနံပါတ်95ကတာဝန်နဲ့ဝတ္တရားများကျေပွန်အောင်ထမ်းဆောင်ပါနံပါတ်76ကလုံလဝိရိယနဲ့ကြိုးစားပါနံပါတ်7ကအစွမ်းအစလုပ်ရည်ကံရည်ရှိပါစေ။နံပါတ်8ကသူတော်ဘာဘာသာရေးယုံကြည်တက်ဝင်မှုကို လေးစားရမှာဖြစ်ပါတယ်။နံပါတ်9ကကိုယ်အလုတ်ခံရရင် မကြိုက်တဲ့အရာကို သူတော်ဘာကို မလုံမီအောင်ကြိုးစားရမှာဖြစ်ပါတယ်။နံပါတ်20ကတဲ့ကိုယ့်ကိုပြုတ်မှုစေတဲ့အပြုတ်မှုတွေကိုသာသူတစ်ပါးကိုပြုတ်မှုစေရမှာဖြစ်ပါတယ်။နံပါတ်21ကတိုးတက်အောင်ကြံဆောင်လုပ်ကြရမှာဖြစ်ပါတယ်။ဒီအချက်21ချက်ကိုကျင့်သုံးလိုက်နိုင်မယ်ဆိုရင်တော့ဘဝမှာစိတ်ချမ်းချမ်းသာသာနေထိုင်နိုင်မှာဖြစ်ပါတယ်။အားလုံးပဲနေထိုင်ထကြပါစီခင်ဗျာ။